မိတ်ဆွေတို့ကိုလွယ်ကူယိုရှင်ပြီးစားလို့ကောင်းတဲ့မာလာမဲသားကြော်လုံးဤပြောပြပေးပါမယ်။အရင်နဲ့တွေ့မိရင်လုံဝကွက်တီပဲ။အီမာကိုရိုင်းလောက်တော့တန်ရှင်းလက်ဆက်မှုရှိလို့ပို့ပြီးစိတ်ချရပါတယ်။အမဲသားကိုအသားနုရာရွေးဝယ်မယ်။အစီတွေအရွတ်တွေဖယ်လိုက်။အတုံးကြီးကြီးပိုင်းပြီးသွေးကုန်အောင်ရေစိမ်ထားမယ်။အိုးရဲရေတဲ့အမေသားထဲချင်းကြက်တော်မေးတစ်ချဖို့ကောင်းဖာလာရွက်ဖာလာစီချောင်းနနက်ပွင့်ဇပယ်လေးငရုတ်ကောင်းစီထင်းဟင်းချဝိုင်းနဲ့စားအတင်တင်ထဲပါ အသားကျက်ပြီးနူတဲ့အထိမိနစ်40လောက်ပြုံးမယ်။ငရုတ်တီးကြောက်ကိုရေနဲ့10မိနစ်စိမ်ပြီးကက်ချီနဲ့ဒီလိုလေးတွေကင်ထားလိုက်။ပြုတ်ထားတဲ့အမေသားကိုအတုံးချစ်ချစ်တူတူလေးတွေလီမယ်။ဒီလိုအနေထားလောက်ဆိုရပါပြီ။ဥရဲစီပူပြီးဆိုချင်းကျက်သွုံမယ်ကျက်သွုံနီးနနက်ပွင့်နဲ့တိကျပူကောက်ထဲနနက်မင်းထည့်ပြီးကြော်မယ်။ရှေးဝါရောင်တန်းတဲ့အခါဆဲထုတ်လိုက်။ပြီးရင်ငရုတ်ကောင်းစေတဲ့အနက်လေးမွေးလာတဲ့အထိမွေးမယ်။အမေသားထည့်ပြီးရေထွက်တဲ့အထိမီအေးအေးလေးနဲ့9မိနစ်ဝင်ချင်လောက်ကြော်ပါမယ်။ပြည့်တဲ့အခါတကြားငါမျိုးဆက်မဆလာမုံစားနဲ့အသားမုံထဲဘဲငက်ပြာရဲ့အကြီးနဲ့အနောက်ထဲ မီးအလဲလန်အနေထားနဲ့ရေခမ်းပြီးကတ်တဲအထိမွေကြောပြီးရင်ကြိုက်ထားတဲ့ငရုတ်တီကြောင်တွေထဲမီးအေးအေးလေးနဲ့တမင်းနှလောင်းမွေပေးပြီးအိုမချာခင်နှမ်းလေးဖြူပေးလိုက်ရင်တော့ရပါပြီအရသာကထုံထုံဆက်ဆက်လေးနဲ့အရန်စာကောင်းလုံးလုံးလက်ကနေမချနိုင်ဘူးဒီနေ့မှတော့လူကြီးမင်းတို့ကိုအရသာရှိပြီးအလွယ်တကူလုံးလို့ရတဲ့ကျဲဥပဲငံပြားရေးစိန်ပြူလုံးလေးတင်ပေးပါမယ်လက်ဆက်မှုရှိတဲ့အပြင်ကြိုက်လိုက်ရင်လည်းအီအီလေးမို့အရန်စာလို့ကောင်းပါတယ်ရှင်ရွေးပွက်ပြီးဆိုကျဲဥလေးတွေထည့်ပြီး9မိနစ်ခန့်ပြုံးမယ်ပြင်းရင်ဆဲပြီးရေခဲရည်တဲ့စိန်လိုက်ဒါဆိုပို့ပြီးတော့အခွန်ခွာရလွယ်ကူပါတယ် ချက်တုံဤချက်တုံဖြူချက်တုံမိတ်ငယုတ်သည်နှမ်းနှင့်နနံမင်းထဲဘင်းကပြရဲ့အချီနဲ့ရေကိုတစားစီထဲအရသာနှမ်းအောင်အနှဲငယ်လောက်မှွေပြီးလိုက်ဒီတိုင်းလေးတ냐လောက်စိန်ထားလိုက်ပြီးရင်စားလို့ရပါပြီကျွန်တော်အမြဲလိုလိုဒီလိုမျိုးလေးလှစားဖြစ်တယ်အခေါက်တိုင်းစားရတာမလောက်ပါဘူးအလွဲတကူလှစားလို့ရတယ်အင်ဟင်းလျာမဲတစ်မျိုးလုံးဤမိတ်ဆွေတို့ကိုတင်ပေးပါမယ်ကျဲဦးကိုဘင်းကပြရဲ့ထဲပေါက်ထည့်ပြီးပေါင်းလိုက်တာနဲ့အခုတလောရေပန်းစားနေတဲ့ဟင်းမဲတစ်မျိုးဖြစ်သွားပါရော့ လက်ဆန်းနှူးညံ့မီမွေးကြိုင်နေတာပဲလုံဒီကလည်းလွယ်ကူပြီးအရန်စားလို့ကောင်းတယ်ပကံတွေကိုကြက်တုံမိတ်သေးဟင်းချက်စီအနေငယ်သေးစားတင်တင်သေးဘဲငက်ပြရဲ့အချီကိုဇွန်ရဲ့လေးပုံတပုံခန့်သေးတေချာနှံ့အောင်မွေးပြီးကြက်ဥလေးတွေဖောက်ထည်လိုက်ရေပပွက်ဆူပြီးဆိုအိုးပေါ်တင်ပြီး10မိနစ်ခန့်ပေါင်လိုက်ရလာတဲ့ကြက်ဥပေါင်းတွေကစားလို့ကောင်းပြီးအာဟာရဖြစ်တဲ့အပြင်ကလေးလူကြီးမွေးကြိုက်ကြပါလေမိတ်ဆွေတို့လည်းအိမ်မှာပေါင်းစားကြကြနော်မိတ်ဆွေတို့ကိုအလွယ်တကူပင်လယ်စာပဲကြဆန်လုံနေတင်ပေးပါမယ်။ကြဆန်ကစားလိုက်ရင်ထထုတ်လေးနဲ့ပစွန်ရဲ့အရာသာကလည်းအတော်လေးစားကောင်းတယ်။ ဘဲကြဆန်ကိုပြောသွားအောင်ရေနွေးနဲ့မိနစ်20စိမ့်မယ်။လုံးဝပြောဖက်သွားတဲ့အထိမစိမ့်နဲ့နော်။ပြီးရင်ကြောက်အနှစ်တလုံးဘဲငက်ပြရဲ့နောက်တစုံထဲဟင်းချက်စီအတင်တင်ထဲပြီးတမအောင်နေလိုက်မယ်။ဒီလိုဆိုအယောင်လေးလာသွားရောလက်ဆက်တဲ့ပစုံထုပ်တွေကိုခေါင်းဖြုတ်အညစ်အကြေးထုတ်ပြီးနောက်ကြောကိုဖွင့်ထားလိုက်။ပြည်ကြီးငါကိုရှေရှေမျောအတုံးလေးတွေတုံးမယ်။ရေပွပွဲဆူပြီးဆိုချက်တုံမိတ်တဲ့ဟင်းချက်ဝိုင်ထဲမွေလိုက်။ပင်လေစာတွေထဲ10မိနစ်ကြာကြာလောက်ပြုတ်ပြီးရေစစ်ထားမယ်။စောအနှစ်ရေအတွက်ပဲငက်ပြာရဲ့အကြီးဟင်းချော်ဝိုင်းတကြားငရုတ်ကောင်းပေါ့ခယူးစီထဲပြီးနှံ့အောင်မွေထား။ စီပူပြီးဆိုပစုံကောင်းတွေတဲ့ပစုံစီထွက်လာတဲ့အထိကြော်ပြီးစေမယ်ပြီးတဲ့အခါအဲစီတဲကိုစက်တုံနေစက်တုံမေးစက်တုံဖြူနေချင်းတဲ့စီမွေးတက်ပြီးပဲကြဆန်ထဲမယ်မိအေးအေးနဲ့မှုကြော်ပြီးလိုက်အနေငယ်ကတ်သွားပြီးဆိုရင်ပင်လယ်စာတွေတဲ့ငရုတ်ပွားတဲ့ဆက်ထားတဲ့ဆော့အနေရည်တဲ့၄၅၀ခေါက်လောက်အရသာနှံအောင်မှုကြော်ပြီးရင်စက်တုံမေးလေးဖြူလိုက်ရီဦးအောက်ခြေမှာစက်တုံနေခင်ကြာစံကြော်ကိုအပေါ်ကားထည့်ပြီးမိအေးနဲ့2မိနစ်2မိနစ်လောက်တည်လိုက်ရင်စားလို့ရပါပြီလူအများစုကစားသောက်ဆိုင်ကစက်သားအိုကေဟင်ကိုစားရတာကြိုက်ကြတယ် ဒါပေမဲ့အိမ်မှာကိုယ်တိုင်လှုပ်ရှားရင်လည်းစားသောက်ဆိုင်ကားလိုစားလို့ကောင်းပါတယ်။အရသာဆက်ဆက်အနက်မှုမှုနဲ့နူဤနေရောအရင်စားလို့ကောင်းတယ်။ကြက်တကောင်လုံးဆိုမကုန်လို့တဝက်ဝယ်လာလိုက်တယ်။အရင်ဆုံးကြက်သားကိုအတုံးလေးတွေတုံးဦးရဲစီပူပြီးဆိုချင်းပြထဲတုံးတစ်ထားတဲ့ကြက်သားထဲမှာဒီလိုလက်ဆက်တဲ့ကြက်သားကိုရင်းနှဲပြုတ်စရာမလိုပါဘူး။ဒီတိုင်းကြော်လိုက်ရုံပဲ။အယောင်လေးတက်လာတဲ့အထိကြော်ပြီးဆဲထားလိုက်ပါ။ပြင်းကြက်သွန်ဖြူကျင်းငရုတ်တီကြောင်ငရုတ်ကောင်းစေတဲ့ပဲငရုတ်ငပီအနှစ်တစုံတဲ့အနံလေးမွေးလာတဲ့အထိကြော်ပြီးကြက်သားကြော်တဲ့ ဘဲငက်ပြာရဲ့ကြီးနဲ့ QC အတင်တင်ထဲကြတာမုံစားတကြနဲ့ငရုတ်ကောင်းမုံထဲပြီးမိပြပြင်းနဲ့အရသာနှံ့အောင်ကြော်မယ်။ဦးမချခင်ငရုတ်ပွားနဲ့ကြက်တုံနီလေးခတ်လိုက်ကြက်တဲထီမွေကြော်ပြီးအိုးချလို့ရပါပြီ။ကြက်သားအိုးကက်ဟင်းလေးကမှုမှုဆက်ဆက်လေးနဲ့အတော်လေးကရင်တွေ့ပါရယ်။အားလုံးတေချာကြည့်ကြကစုံဦးပြုတ်ကိုပြောင်းကောက်မုံကတ်ကြော်လိုက်တာရိုးရဟင်းပွဲတစ်မျိုးဖြစ်သွားပါရော့။အရင်ဆုံးအခွန်ခွာထားတဲ့ကစုံကိုစီပြီးအတုံးလေးတွေတုံးလိုက်ပါရင်းနှွေးပွက်ပြီးဆိုဦးရဲတဲ့တမင်းနဲ့ဝင်းကျင်လောက်ဖြုတ်ပြီးစေမယ်ရေချောင်းအောင်တုပ်ပြီးပြောင်းကောက်မုံနှစ်စုံထဲတေချာကတ်သွားအောင်နေလိုက် စီ60ရာခိုင်နှုန်းလောက်ပူပြီးဆိုဦးရဲထဲကြောမယ်ထဲ့ပြီးပြီးချင်းချက်ချင်းမှလန်ပါနဲ့ခနာလောက်နေပြီးမှမှွေမယ်အားလုံးပဲအသေးပေးပြီးအားပေးသွားပါအောင်တော့ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာရွှေဝါရောင်တန်ပြီးကြွရွားတဲ့အထိကြော်ပြီးရင်ဆဲထားလိုက်ပါပကံလုံးတွေကိုခရဲညင်သည်စော်စုံကြီးတစုံဘဲငက်ပြာရဲ့အကြီးစုံသေးနှစုံတကြားစုံသေးသုံးစုံရှာလာကာရဲ့စုံသေးလေးစုံရေတန်းစုံသေးငါးစုံခန့်ထဲတေချာသမအောင်မှွေလိုက်ရင်ချိုချင်ဆော့လေးရသွားပါပြီအိုးရဲစီနေငယ်ထဲဆက်ထားတဲ့ချိုချင်ဆော့ထဲပြတ်သွားတဲ့အထိမှွေတဲပြီးကြော်ထားတဲ့ကစုံဦးထဲ အထောက်ကိုခက်မမြန်လန်ကြော်ပြီးပြီးရင်အိုးချလို့ရပါပြီ။အရသာကချိုချိုချင်ချင်လေးနဲ့အရန်စားလို့ကောင်းလို့လို့ကလေးတွေအလူရဲပြေးလာကြလိမ့်မယ်။အိမ်မာလို့စားကြည့်ကြနော်။မှုကူအပြားထူထူလေးပြီးရင်ွေငွေနဲ့15မိနစ်ပေါင်မယ်။ပြီးရင်ရေရည်နဲ့စိမ့်လိုက်ရေညစ်ပြီးအမြောင်းလေးတွေဖြေအောင်ဖြေမယ်။ပြုတ်ထားတဲ့ကြံရွယ်နဲ့မုံလာဝူနီထဲကြက်သွန်နီကြက်သွန်ပြူမြေပဲစံနှစ်နံမင်းထဲအချင်းရည်ထဲတမအောင်နေပြီးစားလို့ရပါပြီ။ငါးပေါင်ကိုစီရင်လောင်းရတာလားဒါမှမဟုတ်ဆော့ရင်လောင်းရတာလား လူများစုကတလွဲစီလုံကြတယ်ဒါကြောင့်ဆိုင်ကဝယ်လာတာလောက်စားလို့မကောင်းကြတာဒီနေ့နီလန်းအမှန်ပြောပြပေးမယ်နူနူအီအီလေးနဲ့အရန်စားလို့ကောင်းတယ်တကောင်3000ဝန်းကျင်ရှိတဲ့ဂျပန်ငါကိုဓာတ်နဲ့မုံမယ်ဒီပကံလုံးတွေကိုကျင်းချက်တော်မိတ်နဲ့စားတစုံတည်းတေချာသမအောင်မွေးပြီးငါထည့်ပြီး10မိနစ်စိန်ပါမယ်ငါကိုညီနံပြောင်းတေချာပုတ်စီပြီးစားရိတ်စိန်နာကအသားကိုပူပြီးနူညံစီပါတယ်အိုးရဲစီပူပြီးဆိုချက်တော်နီကျင်းချက်တော်မိတ်ထဲစီမွေးတတ်မယ်ဒီပကံလုံးတစ်လုံးစားတဲ့ဘဲငက်ပြာရဲ့အကြီးပကံလုံးတစ်ဝက်ခံတဲ့ တရားသာကောင်းတရားအနေငယ်ထဲဒါကဆိုင်နေမှာတုံးတဲ့ဆော့ဆန်နေပဲရေပပွက်ဆူတဲ့အခါအိုးပေါ်တင်ပြီး၈မိနစ်လောက်ပေါင်းပဲထွက်လာတဲ့ရေတွေကိုပကံလုံးတစ်လုံးနဲ့စောင်းထည့်ထားလိုက်စီပူပူတွေကိုကျက်သွုံမိတ်လက်တစုပ်စားထဲပေါင်းထားတဲ့ငါးပေါ်လောင်ပြီးဆက်ထားတဲ့ဆော့လောင်ပဲအသားကနူညံနေတော့ပတ်ဆက်ထဲရောက်တာနဲ့ပြုံးဝင်သွားရောသဘောကျနှစ်သက်တဲ့ဆိုအိမ်မှာလှုပ်ရှားကြည့်ကြပါနော် ဒီနေ့မှာတော့အားလုံးကိုစားတောက်ဆိုင်တွေမှာစားလို့အကောင်းဆုံးဖြစ်တဲ့ငရုတ်ကောင်းကြက်တောက်မှန်ကြော်နီလေးမျှဝေပေးပါမယ်။တေချာရဲအောင်ကြော်ထားတဲ့ကြက်တောက်မှန်လေးတွေကထုံထုံဆက်ဆက်နဲ့အရန်စားလို့ကောင်းတယ်။စားလိုက်မိတာနဲ့လက်ကချနိုင်မှာမဟုတ်တော့ဘူး။တေချာတုံးထစ်ထားတဲ့ကြက်တောက်မှန်တွေတဲကိုငရုတ်ကောင်းမုံခယူစီဘဲငက်ပြာရဲ့အကြည့်တဲပြောင်းကော်မုံထဲပြီးတေချာသမောင်းနဲ့ဟင်းချက်စီထဲပြီး9မိနစ်လောက်နှက်ထားမယ်။စီပူပြီးဆိုဥရဲထဲကြော်လိုက်။မီးအလေလန်နေထားနဲ့ရှေဝါရောင်တန်းတဲ့အထိကြော်ထားမယ်။ဥရဲကိုဂျင်းနဲ့ကြက်သွန်ပြူထဲစီမွေးတက်ပြီးငရုတ်ကောင်းစီထဲငရုတ်သီးလီးထားတာထဲ အားလုံးကိုအနမ်းထွက်လာတဲ့အထီမွေကြော်မယ်ပြီးရင်ကြော်ထားတဲ့ကြက်တောင်မန်တဲ့ကြက်တာမုံနဲ့တကြားတဲ့မိပြပြနဲ့အရသာနှံ့အောင်အထက်အောက်လန်ကြော်ပြီးရင်အိုချလို့ရပါပြီငရုတ်ကောင်းတဲ့တင်တင်လေးနဲ့အရသာထထုံဆက်ဆက်လေးမျိုးကြက်တောင်မန်ခြိုက်တဲ့မိတ်ဆွေတို့တေချာပေါက်ကြော်စားပြအောင်ကြော်စားကြနော်အခုတလောလိုင်းမမရေပန်းစားနေတဲ့ကြက်ဥပေါင်းလုံးဒီဒီလောက်စားလို့ကောင်းလိမ့်မယ်လို့တကယ်မထင်ထားဘူးပကံလေးကိုဘဲငက်ပြာကြီးအကြည့်တစုံရေးတန့်တစုံဟင်းချက်စီစုံတော့အထဲကျက်တုံမေအနေငယ်ထဲပြီးတမောင်းမွေလိုက် ျဲဦးကိုအရင်ပကံလုံးတစ်ခုရဲခွဲထည်ပြီးမှပကံပြားလေးကိုထည့်မယ်ကျဲဦးအခွန်ကြသွားခဲ့သည်ရှိသောဖေရလွယ်အောင်လို့ရေပပွဲဆူပြီးဆိုအိုးပေါ်တင်အဖုံပေးပြီး6မိနစ်ပေါင်းပေးလိုက်ရင်စားလို့ရပါပြီ။စားလို့ကောင်းပြီးပရိုတင်းဓာတ်များတဲ့အတွက်လူကိုယ်လည်းမဝါစေပါဘူး။အားလုံးပဲခလေးတွေကြောင်းပေးရမှာအသားစားခြင်းနဲ့ပြောရင်ဒီလိုလေးလှုပ်ကြွေးကြည့်ပါ။တန်ရှင်းလက်ဆက်မှုရှိပြီးစားလို့ကောင်းတဲ့အပြင်ချက်နီးလေးကလည်းလွယ်ကူရယ်။ဝန်ထံယူကတကယ်ကိုဝယ်ရတာစီချူပါရယ်။အရင်ဆုံးဝန်ထံယူကိုအတင်းအတင်းတုံပြီးဘီယာနဲ့စိမ့်မယ်။ ။ဒီအားနဲ့စိန်သားကအသားကိုနူညံ့စေလို့မမကြီးမဖြစ်တော့ဘဲအနံ့ကိုလည်းမွေးစေပါရယ်။ပကံလုံးတွေကိုအစောကမှဥလိုက်တဲ့ကျဲဦးနှလုံးထည့်ပြီးခလောင်မယ်။ပါလိုလိုနဲ့ဟင်းချက်နီပေါင်းများစွာကိုမျှဝေပြီးသွားပြီဒါပေမဲ့လူကြီးမင်းတို့ရဲ့အသေးအခုချိန်ထိမရသေးဘူးဒီဗီဒီယိုကိုတော့အသေးလေးပေးပြီးအားပေးသွားကြအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဂျင်းကျက်တုံဒီနနံမင်းထဲဘင်္ဂပြာကြီးအကြည့်စွန်တို့ဝခယူးစီအတင်တင်ထဲစားကောင်းရတဲ့အထီးကချက်ကတော့ဒီဘာဘီကျူးအမှုတ်ထုတ်လေးပါ ဘာဘီကျူးအမုတ်ထုတ်တဝက်တဲ့အားလုံးတမအောင်နေပြီးအရသာဝင်ရောက်15မိနစ်နှက်ထားလိုက်ပြီးတဲ့အခါပြောင်းကုန်မုတ်တစုံတည်းပူပြီးကြွရမှုရှိအောင်ဟင်းချက်စီစွန်တဝက်စာလောက်ထည့်နေလိုက်ပါအိုးရဲစီပူပြီးဆိုတခုချင်းစီထည့်ပြီးမီးအလေလက်အနေထားနဲ့ဖြည်းဖြည်းချင်းကြော်မယ်ဒီလိုကြွကြွလေးနဲ့ရွှေဝါရောင်တန်းတဲ့အထိကြော်ပြီးရင်ဆဲလို့ရပါပြီအစောကကျန်တဲ့ဘာဘီကျူးအမုတ်လေးဖြူအရသာနှံအောင်အနှဲငယ်အထက်အောက်ခလောက်လိုက်ပါဒီနံရိုးလေးကအပြင်ကုန်ရွရွရအတွင်းသားအီအီလေးနဲ့အရန်စားလို့ကောင်းပါလေသဘောကျနှစ်သက်တဲ့ဆိုဗီဒီယိုလေးကိုအသေးလေးပေးပြီး save ထားလိုက်တော့နော် ဒီအားလေးကတော့ကျွန်တော်မျိုးတွေကစားသောက်ဆိုင်မှာတန်းစီပြီးတော့ဝယ်စားရတဲ့ချက်တောင်မှန်ကြော်လေးပါအပြင်ကွန်ရွရလေးနဲ့အတွင်းသားကနူပြီးအရသာထထုံဆက်ဆက်လေးမျိုးတကယ်ကိုစားလို့အရန်ကောင်းပါတယ်မြုပ်သီးချောက်ကိုအလေချမ်းစီချွမ်းငရုတ်ကောင်းစီထည့်ပြီးရင်းနေစိန်ထားမယ်ချက်တောင်မှန်ကိုအရသာပုံဝင်အောင်အလေပိုင်းလိုက်ညှိနှံပြအောင်ဂျင်းပြနဲ့ဟင်းချက်ဝိုင်းထည့်ငရုတ်ကောင်းမျိုးဘဲငက်ပြရဲ့အကြီးခယူစီထည့်ပြောင်းကော်မျိုးထည့်တမအောင်နေပြီးအရသာစေဝင်အောင်15မိနစ်နှက်ထားလိုက် စီပူပြီးဆိုဦးရဲထဲကြောမယ်ထက်ထက်ပြီးချင်းချက်ချင်းမလှန်ပါနဲ့မိအလဲလန်နေထားနဲ့တစ်ဖက်ကရဲပြီးဆိုမှနောက်တစ်ဖက်လှန်ပါမယ်နှစ်ဖက်လုံးရှေဝါရောင်တန်းပြီးကြွရတဲ့အထိကြော်ပြီးရင်ဆဲထားလိုက်ပါဦးရဲကိုဟော့ပေါ်အနှစ်ခဲတဲ့မိအေးအေးနဲ့အရေပြောတဲ့အထိကြိုပြီးရေစိန်ထားတဲ့ငရုတ်တီနဲ့ငရုတ်ကောင်းစေတဲ့အားလုံးကိုရောသမာမွေပြီးကြော်ထားတဲ့ချက်တော်မှန်တဲ့အရာသာအတွက်တကြားချက်သားမုတ်တဲ့စီယာမုတ်မများပြူပြီးအရာသာဝင်အောင်မှွေကြော်ပေးမယ်နောက်ဆုံးနှမ်းတဲ့ချက်တော်မေးပြူအနှဲငယ်မွေပြီးအိုးချလို့ရပါပြီ။ အနံ့လေးမွေပြီးအရသာကဆက်ဆက်လေးနဲ့အတော်လေးစားလို့ကောင်းပါတယ်အိမ်မှာလှုပ်ရှားကြည့်ကြနော်ကြက်သားတုပ်လှုပ်ရှားကြည့်နော်အထူးသဖြင့်ဒီကြက်တုံမေးကြက်သားတုပ်ပေါ့လက်ဆက်ပြီးနူညံနဲ့ခလေးတွေရမ်းကြိုက်ကြတာကြက်ပေါင်သုံးပေါင်ကို ရေးနဲ့အိုးပေါ်တင်ပါဂျင်းကြက်တုံမေးထည့်အဝါရောင်ကြာညိုပန်းအချို့ကိုအယောင်ထွက်အောင်ထည့်ပါမယ်အဖုံဖုံပြီးမြေပြပြနဲ့မိနစ်20ပြုတ်ပါကြက်သွားရင်ဆဲထုတ်ခဲ့ပါရေထဲမှာ9မိနစ်စိမ့်ပါပြီးတော့အပိုင်းလေးတွေဖြည့်အောင်လုပ်ပေးလိုက်ပါပကံနဲ့ဂျင်းကြက်တုံဖြူကြက်တုံနီကြက်တုံမိနှမ်းဖြူစီပူပူလေးလောင်းထည့်ပါ ်စာတကြငံပြရေးစီမွေးအနေငယ်နှမ်းဆောင်အောင်နေပါပြီးတော့ကြသားပေါ်လောင်းလိုက်ပါလက်နဲ့နှမ်းဆောင်အောင်နေပြီးရင်တော့ဆဆာလို့ရပါပြီဒီလိုလုပ်တဲ့ကြသားတော့ကလက်ဆက်ပြီးနူညံပါတယ်လုပ်တတ်ပြီဆိုရင်တော့မမြန်သိမ်းထားလိုက်တော့နော်ပါစားလို့စားရမယ်မသိတော့တဲ့အချိန်တိုင်းကျွန်တော်လိုမျိုးမယုတ်သီးခောက်ဆွဲကြော်လုပ်လိုက်ပါ။အရန်စားလို့ကောင်းပါလေ။ပြုတ်ထားတဲ့ခောက်ဆွဲကိုဖဲငက်ပြားရဲ့အနောက်အနေငယ်ထဲစီချက်တစုံကျွန်တော်လိုနေပေးလိုက်ပါ။အရသာလဲပူကောင်းစီလိမ့်မယ်။စီပူရင်ဝတ်သား၅ရက်သားကိုထည့်ပါ အထက်ကစီတွေကိုထွက်အောင်ကြော်ရင်ကျက်တုံမိတ်ချင်းကျက်တုံဖြူထဲပါဘဲငပီတစုံအနီအောင်တန်းလာတဲ့အထိကြော်ပေးပါပြီးရင်တော့မြုပ်သီးအနီးမြုပ်သီးအစိမ်းကိုဖြတ်ထဲပါအရာသာကိုစားကျက်သားမုတ်ရေနှဲငယ်ထဲပါပြီးတော့မီပြပြင်းနဲ့ကြော်ပြီးအိုးချလို့ရပါပြီဒီလိုလုပ်တဲ့မြုပ်သီးခေါက်ဆဲကြော်ကဆက်မွေးပြီးတော့အရန်ကိုစားလို့ကောင်းပါတယ်လာမုတ်ကတော့ဝယ်ရောက်တော့မယ်ဒီပီလော့ပီနန်ကစုံလာမုတ်ကိုလှုပ်ရှားကြည့်ကြနော်ညဉ့်ညံ့ပြီးမွေးချိုတယ်ကောင်းကျိုးတွေလည်းများတယ်ဖြတ်ပြီးသားကစုံဦးနဲ့ပီလော့ပီနန်ကိုကြောက်အောင်ပေါင်းပါ ချက်ပြီးရင်ကစုံကိုတင်းလျော်တဲ့တခြားထည့်ပြီးကြည်အောင်ချီပါအနေငယ်ယူပြီးအလုံးတသေးလေးဖြစ်အောင်လုံးပေးပါပြီးလောပြီးနံလည်းအဲ့လိုလုပ်ပါအလုံးတသေးလေးဖြစ်အောင်လုံးပါပုံစံခွက်တဲ့ထည့်ပြီးဖြီးလိုက်ပါအားဆိုင်ထည့်ပြီးလှပတဲ့လမ်းမုတ်ကလုံးလို့ပြီးပါပြီထည့်ကျင်နေဆိုရင်ပန်းပြားကြီးလည်းထည့်လို့ရပါတယ်နူးညံ့ပြီးချုံမွေတယ်ကြီးလို့လည်းလှပြီးစားလို့လည်းကောင်းတယ်ကြိုင်နေတဲ့တဲ့ဆိုရင်တော့တင်းထားပြီးဆန်းလုံးစားကြည့်ကြပါနော်ကျွန်တော်အင်္ဂါကလေးတွေကကြက်ပေါင်ချက်ပြုတ်စားရတာကိုကြိုက်ကြတယ် ကျွန်တော်ကအိမ်မကူရိုင်းလောက်တာကြီးပဲလုံနီကရန်ကိုလွဲကူရဲနူညံ့အရသာဝင်ပြီးစားလို့လဲကောင်းတယ်။ဦးရဲကိုဓာနဲ့ဖြတ်ထားတဲ့ကြက်ပေါင်ကိုထည့်လိုက်ပါပြီးတော့ကြဲအုပ်ထည့်လိုက်ပါကျင်းကြက်တုံမိတ်ထည့်ပါစမုံစပါးကျဲတည်ချဖို့ကောင်းကရဝေရွယ်ငရုတ်တီးကြောင်နေငယ်ငပြာရီတစုံငပြာရီအနောက်တစုံခယူးစီရဲ့တင်တင်စားကြက်သားမုတ်ပဲငပိတစုံရေခဲတကြချိုးပြီးတော့ရေထည့်ပါအဖုံဖုံပြီးမိနစ်၄၀ပြုတ်ပါနောက်ဆုံးမိပြင်းဖွင့်အရေးပြစ်လာပြီဆိုရင်တော့စားလို့ရပါပြီ။ ။နိုးပြီးတော့အယူတော်ချလို့ရတယ်။တကယ်အရန်ကောင်းပါတယ်။ကလေးတွေအတွက်မမြန်စီစဉ်ပေးလိုက်ပါတော့။ဟင်ရွက်စုံကျော်ကတကယ်ကိုထမင်းနဲ့စားလို့ကောင်းတဲ့ဟင်တစ်မျိုးပါပဲ။ဒီဟင်းကိုလောက်တိုင်းထမင်းသုံးပကံအောင်စားလို့မလောက်ဘူး။အရင်ဦးဆုံးရေစိမ်းထားတဲ့မိရှေကိုပဲငက်ပြရဲ့အနောက်ထဲပါ။စီတစုံမကတ်အောင်လို့နှမ်းဆန့်အောင်နေပါ။အိုးရဲစီပူလာရင်ကြဲဦးထဲပါ။ကျဲဦးကိုကြက်တဲ့အထိကြော်ပြီးသုံးဖို့ထားတာပါစီပူရင်ကျက်သွုံဖြူငရုတ်တီထဲပါအမွှေးနဲ့ထွက်လာတဲ့အထိကြော်ပါပြီးတော့ပဲပင်မအောင်ထဲပါကြက်တဲ့အထိကြော်ပါပြီးတော့မှမီရှိ ကြော်ထားတဲ့ကြက်ဦးထဲပါအရသာကိုပဲငံပြားရေးခယူးစီအတင်းတင် စားတဲ့ကြက်သားမုံမြ мян ကြော်ပြီးနှံ့အောင်နေပါနောက်ဆုံးကြက်သွန်ဖြူပင်ထဲပါခနာကြမွေပြီးအိုးချလို့ရပါပြီဒီလိုလုပ်တဲ့ဟင်ကအမွေအဆက်ရန်ကောင်းပါတယ်တအိမ်လုံးတော်လူစားကြတဲ့အထီးပဲဝတ်သားတစ်ပောင်ကိုအပြား2မီလီမီတာအထူးဖြတ်ပြီးတော့ကြက်သွန်နီးဂျင်းကြက်သွန်မေးကြက်သွန်ဖြူစားမယုတ်ကောင်းမုံပြီးတော့ဟင်းချက်အည်တစုံထည့်လိုက်ပါနှံ့ဆန့်အောင်နေပြီဒီလိုမှညီနံတွေကိုဖယ်ရှားနိုင်ပါပါပြီးတော့10မိနစ်နှတ်ထားပါ အိုးပေါ်စီတုပ်ပြီးနှစ်ထားတဲ့ဝတ်သားကိုထည့်ပါတစ်ဖက်ကျရင်တစ်ဖက်လှန်ပေးပါနှစ်ဖက်လုံးကိုဝါတဲ့အထိကြော်ပါလိုချင်ဘူးသေးသုံးဘူးထည့်ပါဘင်္ဂက်ပြရဲ့ဒပလင်းနဲ့ရေဒပလင်းပွက်လာရင်မြုပ်တွေဖယ်ပြပါအဖုံဖုံပြီးမိနစ်30ပြုတ်ထားပါချားထဲမှာလည်းဝတ်သားကိုလှန်ဖို့မမေ့ပါနဲ့နှစ်ဖက်လုံးအညီများရောင်ထွက်အောင်ကြက်ပြီဆိုရင်တော့မိပြပြင်းနဲ့ပြစ်လာအောင်လုပ်လိုက်ပါအရန်လွယ်ကူရဲမဟုတ်လားဟောင်ကောင်ကိုသွားစားစရာမလိုပဲခရင်ထိုးဝတ်သားကိုစားလို့ရပါပြီ။တမင်းပကံတစ်ခုယူလိုက်ဝတ်သားဟင်းလေးကလှုပ်လို့ပြီးသွားပါပြီ။ ကြိုင်နေတဲ့ဆိုရင်တော့တိမ်ပြီးတော့ဆန်လုပ်ကြည့်ကြပါနော်။ဦးရဲစီပူရင်ရေစိမ်းထားတဲ့ဆန်ကိုထည့်ပါ။ပြီးတော့ညီအောင်ဖြန်လိုက်ပါ။ပြီးရင်ကွမ်တုံးရဲ့စားလို့ကောင်းတဲ့အစားစာဖြစ်လာပါလိမ့်မယ်။ရေကိုစံထက်1မီလီမီတာကျော်အောင်ထည့်ပါ။အရင်ဆုံးအဖုံဖုံပြီးကြအောင်ပြုတ်ပါ။ပြီးတော့မီအေအေနဲ့7မိနစ်နှက်ပါ။ပကံနဲ့ဘဲငက်ပြာရည်တစုံထည့်ပါ။ဘဲငက်ပြာရည်အနောက်နဲ့ငယ်ခယူးစီအတင်တင်စီအမွေးစွန်းတဝက်တကြစွန်းတဝက်ပြီးတော့နှက်ဆက်အောင်နေပြီးထားတာပါ။နှက်ပြီးသားထမင်းတွေကိုတူလေးနဲ့စွာပေးပါ။ ပြီးတော့ပြောင်းမှုရေပြုတ်ထားတယ်မို့ဖြတ်ထားတဲ့ဝက်အူကြောင့်ကျိနေတဲ့တဲ့မုံရင်ပြီးတော့ကြောက်တလုံးထဲလိုက်ပါအဖုံဖုံပြီးအိုးပေါ်မှာစီပပတ်လေးလောင်းထဲလိုက်ပါမီအေးနဲ့9မိနစ်လောက်နှက်ထားပါအိုးဖုံဖွင့်တဲ့အခါမှာမှွေးကြိုင်နေပြီးနောက်ဆုံးဆက်ထားတဲ့နှစ်ကိုထဲလိုက်ပါနှံ့အောင်နေပြီးရင်တော့စားလို့ရပါပြီအိမ်ပြင်ထွက်စရာမလိုပဲအိမ်မှာလည်းအရန်ကောင်းတဲ့ထမင်းစားလို့ရပါပြီခေါဆွဲကိုဦးရဲထဲပေါင်းပြီးလမ်းမေးမှာတပွဲ38ရန်အောင်ရောင်းနေကိုကိုအိမ်မှာလို့ရင်၃ချက်ထဲနဲ့စားလို့ရပါပြီအရင်ဆုံးခေါဆွဲကိုရေးနေစေပါ ဟိုးရဲထည့်ပြီး၈မိနစ်လောက်ပောင်းပါပောင်းလို့ရတဲ့ခေါက်ဆဲကပြုတ်ထားတာထက်ကောင်းပါလေစီနေငယ်ဆံပြီးတူးနေဖွာပေးလိုက်ပါစီပူရင်ကြောက်သလုံးထဲပါမမြန်ကြည်အောင်ကြော်ပြီးပြီးတော့ဝက်ဥချောင်းချက်တော်မိတ်အနံ့မွေးလာတဲ့အထိကြော်ပြီးပါပေါင်းထားတဲ့ခေါက်ဆွဲကိုထည့်ပြီးအရာသာကိုတည်ယုံငယုံစောဘဲငက်ပြာရီတစုံဘဲငက်ပြာရီအနောက်နေငယ်ခူးစီအတင်တင်မိပြပြင်းဖွင့်ပြီးတော့နှမ်းဆောင်ဝေးပါနနံပင်လေးအုပ်လိုက်ပါဒီလိုလှုပ်တဲ့ခေါက်ဆွဲကြော်ကအရာသာကောင်းပြီးအဆင်ပြေပါတယ်ပြုတ်ထားတာထက်အများကြီးစားကောင်းပါတယ်လူကြီးမေလည်းတိတ်ပြီးတော့လှုပ်ကြည့်လိုက်တော့နော် အိမ်မှာအားလို့ရှိရင်ညာစီတန်းမှာရောင်းတဲ့အားလို့မှလာလို့လို့ရပါပြီ။ဝယ်စားတာထက်အများကြီးစားလို့ကောင်းတယ်။အရင်ဆုံးအားလို့ကိုဖြတ်ပါမယ်။ရေတဲထည့်ပြီးကြုံမုံနဲ့စေပါမယ်။ပကံနဲ့ကျက်သွမိထည့်ပါ။အမွှေးနှံသာမုံ၊ဇီယန်လီလို့ခေါ်တဲ့စမင်းစီ၊ငရုတ်တီမုံနှံထည့်ပြီးရင်စီပူပူလောင်းထည့်ပါ။အရာသာကိုပဲငက်ပြာရေးရှာလကာရေးအတင်းတင်းတခြားတစုံနှမ်းဆောင်နေပြီးရင်တော့ရပါပြီစီပူရင်အိုးရဲကိုအာလို့ထဲပါမီးအေးနဲ့ဖြည်းဖြည်းချင်းကြော်ပါအလုံးဝါလာပြီဆိုရင်မီးပေးထောင်းထားတာတစုံထဲပါ ကျက်တော်မိန်နနံပင်ဆက်ထားတဲ့ရတာကိုထဲနှမ်းဆောင်နေပြီးရင်တော့စားလို့ရပါပြီ။ရိုးရှင်းပြီးစားလို့ကောင်းတယ်။လုတ်တက်သွားရင်အပြစ်မှသွားစားစရာမလိုတော့ဘူး။အကယ်လို့လူကြီးမိမှာလေပီးဆက်ကြော်လို့ရှိရင်လက်ဖက်ချောက်တစုံထဲပါ။တကြားတစုံ၊ရေတစုံသူ့ကိုနှမ်းဆောင်နေပြီးဆက်ထဲမှာအပူချိန်180ဒီဂရီကို10မိနစ်လောက်ထားပါ။နွားနို့တပူထဲပါ။180ဒီဂရီကို10မိနစ်လောက်ပြည့်ရင်လက်ဖက်ချောက်တွေကိုစစ်ပေးပါ။ခွက်ထဲကိုဘာဘယ်လုံးလေးထဲလှုပ်ထားတဲ့နိုးလက်ဖက်ရည်ထဲမွေးကြိုင်တဲ့နိုးလက်ဖက်ရည်ကလှုပ်လို့ပြီးသွားပါပြီ။ တိမ်ပြီးတော့မမြန်ဆန်းလို့ကြည်လိုက်နော်အာလူကိုဒီလိုစားလို့ရတယ်ဆိုတော့လူကြီးမင်းတို့မသိတော့သေးပါဘူးကျွန်တော်တွေ့ဘူးသမျှတွေမှာစားလို့အကောင်းဆုံးအာလူလုံနီးလေးပါမှုေးပြီးကျွရွာနေတာပဲအရင်ဆုံးအာလူတွေကိုအခွန်နာထားပြီးအနေတော်လေးတွေလှီပေးမယ်ဦးထဲမှာ10မိနစ်ထည့်ပေါင်းပေးမယ်ပကံအလွတ်ထည့်ကိုကြဲဥတလုံးဖောက်ထည့်ထားမယ်ကျွန်တော်ဟင်းချက်ညီတွေကိုအများကြီးမျှဝေပေးနေတာမို့ဗီဒီယိုလေးကိုကြည့်ပြီးအသေးလေးပေးသွားပြီးအားပေးသွားကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာစီပူတွေကိုအာလူတွေထည့်ပြီးမီးအီလီနဲ့ကြော်ပေးမယ် နှစ်ဖက်လုံးရှိုးဝါရောင်ပြောင်းတဲ့အထိကျော်ပေမယ်။အကင်မုံနဲ့ငရုတ်သီးမုံဖြူပေမယ်။ကျက်သွန်မိန်နဲ့ကျက်သွန်နီလေးဖြူပေးပြီးမီးပြပြင်းနဲ့ကျော်ပေးလိုက်ရင်တော့ရပါပြီ။မွေ့မွေ့လေးနဲ့ကျွတ်ကျွတ်လေးမို့အရန်စားလို့ကောင်းပါလေ။ချိန်နဲ့တက်တယ်ဆိုရင်တော့အင်ငါသူတွေကိုလိုက်လို့ကြွေးကြည့်ကြနော်။အသားတွေစားရတာအီလာပြီဆိုဒီလိုမျိုးကြောက်ပွင့်တုံလေးလိုက်လို့စားကြည့်ကြနော်။ကြွတွင်ရှင်ပြီးအရန်စားလို့ကောင်းပါလေ။ကြောက်ပွင့်တွေကိုရှာလာကာရီတစုံဂျုံမုတ်တစုံထည့်ပြီး10မိနစ်ရေစိမ်ပေးမယ်။ဂျုံမုတ်ကကြောက်ပွင့်တွေကပုံမာတွေနဲ့အညစ်အကြေးတွေကိုသိစေပါရယ်။ ပွာလာပြီးဆိုအသေးလေးတွေဖြစ်အောင်လက်နဲ့ချွေပေးမယ်။တခွာဒီကိုအတုံးလေးတွေလီထားမယ်။ကျွနှွေရနဲ့ကြောက်ပွင့်ကိုရင်ွေးပူတဲ့15စကန်ထည့်ပြုတ်ပြီးရေးရဲတဲ့စင်ပေးပါမယ်။ပကယ်လုံးထဲကိုကြောက်ဦးဖောက်ထည့်မယ်။ကျွန်တော်ဟင်းချက်နီတွေကိုအများကြီးမျှဝေပေးနေတာမို့ဗီဒီယိုလေးကိုကြည့်ပြီးတဲ့အခါအသေးလေးပေးပြီးအားပေးသွားကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ရည်စစ်ပြီးသွားရင်တခွာသည်ချက်သွုံဖြူမယုတ်သေးကြောင်းနဲ့ချက်သွုံမိတ်နဲ့အနံမွေအောင်စီပူလောင်းချမယ်။ ရသာအတွက်စားချက်သားမဟုတ်ကြားဘိငက်ပြာရဲ့ကျဲရှာလာကာရဲ့အမေချက်တော်ဒီနနံပင်မြေပဲထည့်ပြီးနေပေးလိုက်မယ်ဆိုရင်တော့စားလို့ရပါပြီ။လုံဒီကလည်းလွယ်ကူပြီးအရန်စားလို့ကောင်းတာမို့လိုက်လို့စားကြည့်ကြနော်။နောက်ကြဝတာကြောစားခြင်းအိမ်မှာပဲကိုရိုင်းကြောစားလိုက်တော့အတွင်သားနူညံပြီးအပေါ်ကွန်ရွရလေးဟော့ပေါ်ဆိုင်တွေကတက်ပို့ပြီးတော့စားလို့ကောင်းပါလေ။အရင်ဆုံးချက်တော်မိတ်တွေကိုရင်ွေးပူနေခနာစိမ့်ပြီးနုံနုံဆင်ထားလိုက်။အနေတော်လေးတွေလီထားတဲ့ဝတ်သားတွေကိုဟင်းချဝိုင်းတဲ့စာအတင်တဲ့ငရုတ်ကောင်းမှုတစုံတဲ့နုံနုံဆင်ထားတဲ့ချက်တော်မိတ်တဲ့ တေချာနေပြီးအရသာအသားရဲစေဝင်အောင်15မိနစ်နှက်ထားမယ်ပကံလုံးအလွတ်တလုံးတွေကိုကျုံအနှစ်နှလုံးထဲပြောင်းကုန်မုံနှစ်စုံထဲဂျုံမုတ်တစ်စုံထဲရေလိုသလောက်ထဲမုံနှစ်ကိုကျွဲမီတန်းအနေထားလောက်ရအောင်ထိဆက်ပြီးကြော်လိုက်တဲ့အခါပိုပြီးကြွရမှုရှိအောင်ဟင်းချက်စီတစ်စုံထဲမယ်ပြီးရင်နှစ်ထားတဲ့အသားတွေလောင်းထဲတေချာသမအောင်နေလိုက်စီ60ရာခိုင်နှုန်းလောက်ပူလာပြီဆိုရင်တော့အိုးရဲထဲကြော်ပါမယ်မီးအလေလံအနေထားနဲ့ရှီဝါရောင်တန်းပြီးကြွရတဲ့အထိကြော်လိုက်ရင်တော့ရပါပြီ ကြွကြွရွာလေးနဲ့အရန်စားကောင်းလို့လို့တခုလောက်စားလိုက်မိတာနဲ့လက်ကချချင်မှမဟုတ်တော့ပါဘူးအမြန်လေး save ထားပြီးတော့ live စားကြည့်လိုက်တော့နော်ညတိုင်းပါချက်စားရမှမသိရင်ကျွန်တော်လိုမျိုးပဲပဲမောက်ပဲပြားလေးကြော်စားကြည့်ပါအသားတွေထထောင်ပူစားကောင်းပါတယ်ပဲပြားလေးတွေကိုအပြားသေးသေးလေးတွေထိထားပေးမယ်စီပူတွေကိုဝက်သားတွေထည့်ပြီးစီထွက်အောင်ကြော်ပေးမယ်အနံ့မွေရောင်ကြက်တုံဖြူငရုတ်သီးစိမ်းဟင်းချက်ဝိုင်းဘဲငက်ပြားရဲ့ကျဲဘဲငက်ပြားရဲ့အပြစ်ထည့်ပြီးစီတက်မယ် ဘဲဘဲမောက်ပွဲပြားထည့်ပြီးမြပြပြင်းလေးနဲ့မွေကြော်ပေးမယ်။အရာသာအတွက်စားကြတာမုတ်ပဲငက်ပြားရဲ့ကျဲခယူစီကြက်တော်မင်းနဲ့ရေထည့်ပြီးမြပြပြင်းနဲ့6စက္ကန့်လောက်မွေကြော်ပေးလိုက်ရင်တော့ရပါပြီ။အရင်စားကောင်းပြီးထမင်းလဲမိန်တော်မုတ်လိုက်လို့စားကြည့်ကြနော်။ နောက်ဆုံးငါးစားခြင်းကျွန်တော်လိုမျိုးလေးချက်စားကြည့်ပါလုံနီးလဲလွယ်ကူပြီးစားလို့လည်းရန်ကောင်းပါတယ်စီပူတွေကိုစားလေးဖြူပေးလိုက်ပါအလို့ဆိုရင်တော့ငါးကြောင်ရင်အိုမကတ်တော်တယ်လို့အရသာလဲဝေပြီးသားဖြစ်သွားပါတယ်ငါးလေးတွေထဲကြောမယ်တစ်ဖက်ရှူဝါရောင်တမ်းပြီးဆုံးနောက်တစ်ဖက်လှန်ကြောပေးမယ်နှစ်ဖက်လုံးရှူဝါရောင်တမ်းပြီးဆိုရင်တော့ကြက်သွုံဖြူငရုတ်တီစိမ်ပဲငက်ပြားရဲ့ကျဲပဲငက်ပြားရဲ့အပြည့်ခယူစီဘီယာရေအသင်းတင်ထည့်ပြီးအဖုံအုပ်က9မိနစ်ချက်ပေးမယ်အရသာအတွက်ချက်သားမုတ်တကြားငရုတ်ကောင်းမုတ်ထည့်ပြီးအဖုံအုပ်က9မိနစ်ချက်ပေးမယ် ကျက်တော့မိတ်လေးဖြူပြီးအနည်းကျက်တဲ့အထိချက်ပေးပြီးသွားရင်တော့ရပါပြီ။ဒီလိုချက်စားတဲ့ငါဟင်လေးကအရင်စားကောင်းတာမို့အင်ကားလူတွေကိုလိုက်လို့ကြွေးကြည့်ကြနော်။အားလုံးပဲနောက်ကျအမဲနဲ့ရိုးဝယ်ခဲ့ရင်ဒီလိုမျိုးလေးချက်စားကြည့်ပါ။နူအီပြီးအရသာဆက်ဆက်လေးနဲ့အရင်စားလို့ကောင်းတယ်။ဒီနီးတာတီးသွားရင်တအိတ်လုံးကစဖို့မူကြီးလို့တင်စားခေါ်ကြလိမ့်မယ်။အမဲနဲ့ရိုးကိုဥရဲထဲပါ၊ရေထဲညှိနှဲမထောက်အောင်လို့ကျင်းကျက်တော့မိတ်နဲ့အစင်းမြင့်အရက်ဖြူထဲပြုံမယ်။ထွက်လာတဲ့အမြုပ်တွေကိုအောင်ဖယ်ထုတ်ပြီးနှံရိုးတွေကိုဆဲထားလိုက်။ ိုးရဲစီပူပြီးဆိုရင်တော့ပဲငယုံငပီတစုံတည်းစီအိန္ဒိယပြောင်းတဲ့အထီမွေပြီးပြုတ်ထားတဲ့နေရိုတွေထဲပါမိပြပြင်းနဲ့မွေကြော်ပြီးပြီးတဲ့အခါကျင်းကျက်တော်မိတ်နနက်ပွင့်ကရဝေရွက်ထဲငယုတ်သီးကြောင်နေငယ်ထဲပြရတာအတွက်ပဲငက်ပြာကြီးအကြီးနဲ့အနောက်ထဲပါစားကျက်သားမို့ခယူးစီထဲပြီးအနံလေးမွေးလာတဲ့အထီမွေကြော်မယ်ဘီယာရှိရင်လည်းဘီယာထဲနေရိုအလုံးမြုပ်ခံနေလောက်ရေထဲအဖုံးပိတ်ပြီးမြေအေးလေးနဲ့တနားရီလောက်တည်ပါမယ်ပြီးတဲ့အခါမိပြပြင်းနဲ့ရေခမ်းတဲ့အထီတည်လိုက်ရင်တော့ရပါပြီ ဆက်ဆက်လေးနဲ့အရန်ရတာရှိပြီးချက်ရတာလည်းလွယ်ကူရိုးရှင်ပါတယ်အိမ်မှာချက်စားကြည့်ကြနော်နောက်ဆုံး၅ဝယ်လာရင်ပေါင်းပြီးပဲစားမယ်ဆိုကြာရင်ဤလာပါလိမ့်မယ်ဒီနေ့မှာတော့လူတော်တော်များများမသိသေးတဲ့ငါးချက်နီးလေးမျှဝေပြီးသွားပါမယ်ငါးလေးကိုကျွန်တော်လိုမျိုးလှီပြီးပကံထဲထည့်လိုက်ပါစားဘီယာတစ်ဝက်ထည့်ပြီး၁၀မိနစ်စိမ်ပေးမယ်ဒီလိုလုပ်ပေးမယ်ဆိုရင်တော့ငါးညီနံလေးပြောက်ပြီးအညစ်အကြေးတွေလည်းတန်းစင်စီမှာပါမယုတ်သေးချိန်ထားတာကိုရေလေးနဲ့စေးချလိုက်မယ် ကျက်တော်မဲကျက်တော်ဖြူမယုတ်သေးစိဘဲဘုံစီနဲ့အနံ့မွေအောင်စီပူလောင်းချမယ်ဘဲငက်ပြာကြီးအကျဲဘဲငက်ပြာကြီးအပြည့်ခယူစီငရုတ်ကောင်းမုတ်ထဲမွေမယ်စားလို့ကောင်းတဲ့အနှစ်လေးတော့ဆက်ပြီးပါပြီအနံ့မွေအောင်ကျက်တော်နီကျက်တော်ဖြူငရုတ်ပွားစီတက်မယ်ငားနဲ့ပဲပြာထဲပြီးဆက်ထားတဲ့အနှစ်ထဲမယ်ကျွန်တော်ဟင်းချက်နီတွေကိုအများကြီးမျှဝေပေးနေတာမို့ဗီဒီယိုလေးကိုကြည့်ပြီးရင်အသေးလေးပေးပြီးအားပေးသွားကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဘဲငက်ပြာကြီးအကျဲနဲ့ဘီယာတစ်ဝက်ထဲပြီး10မိနစ်လောက်အဖုံးအုပ်ပြီးချက်ပြီးမယ် ဒီလိုချက်စားတဲ့ငါဟင်လေးကအရန်မွေးပြီးအရန်စားလို့ကောင်းပါတယ်။အနှစ်လေးကတမင်းနဲ့နယ်စားရင်လည်းလိုက်သလိုခေါက်ဆွဲတုပ်စားရင်လည်းကောင်းတာမို့လူကြီးမင်းတို့လည်းလိုက်လို့စားကြည့်ကြတော့လူကြီးမင်းတို့ယုံနိုင်မလားတက်ချက်တော်ထဲကို surprise ချိုရီလောင်းထည့်လိုက်တာနဲ့ခလေးလူကြီးမင်းရဲ့အရန်ကြိုက်ကြမဲ့ဟင်းမဲ့တစ်မျိုးဖြစ်သွားပါရော။လုံနီလေးကလည်းရန်ယိုရှင်ပါတယ်။ခုတ်ထားပြီးသားချက်ချက်တော်တွေကိုဦးရဲထည့်ပါမယ်။ခြေထဲညှိနှမ်းပြောင်းအောင်ကျင်းကျက်တော်မင်းနဲ့ဟင်းချဝိုင်ထည့်ပြုံးမယ်။ပွက်တဲ့အခါထွက်လာတဲ့မြုပ်တွေကိုခတ်တုပ်ပြီးမီအေနဲ့နောက်ထပ်10မိနစ်တည်ပါမယ်။ပြင်းရည်ခဲရည်တဲ့ခနာစိန် တေချာတန်းစီအောင်စေကြပြီးရေချောင်းအောင်တို့လိုက်ပါအစိထုတ်ထားတဲ့တံမြာဒီပြအနေငယ်ထဲကြက်တုံမိတ်ထဲလှိထားတဲ့ငရုတ်ဒီကြောင့်ငရုတ်ဒီစိမ့်ကြက်တုံဒီနနံမင်းထဲစားအတင်တင်ထဲဘဲငက်ပြရဲ့အကြီးစွန်ကြီးတစွန်စာထဲရှာလကာရဲ့တစွန်ထဲခယူးစီအတင်တင်ထဲဆပ်ပရိုက်အချိုရည်ထဲပါတေချာတမောင်းအောင်မွေပြီးစိန်ထားလိုက်နှစ်နာရီသုံးနာရီလောက်စိန်ပြီးရင်စားလို့ရပါပြီဒီနီလန်လေးအတိုင်းလှုပ်ထားတဲ့ကြက်ချက်တော့ကအရသာရှိပြီးအရန်စားလို့ကောင်းလို့လူကြီးမင်းတို့လည်းလိုက်လို့စားကြည့်ကြနော် နောက်ထပ်အမိုက်စားခောက်ဆွဲပြုတ်စားနေတဲ့မျိုးတွေ့ပြန်ပြီးအရန်လွယ်ပြီးအရန်လဲစားလို့ကောင်းတယ်။အိုးရဲကငရုတ်စီတစုံထဲငရုတ်သီးစီတဲကိုပဲကြဲဥတလုံးဖောက်ထည့်ပြီးကြောလိုက်ပါ။ဝက်ဟုတ်ချောင်းကြိုက်ထဲခောက်ဆွဲပြုတ်မှာပါတဲ့အမောက်ထုတ်လေးတွေထဲပါရေတင်တင်ထဲငရုတ်သီးမုတ်တစုံထဲပါချက်သွမဲအနေငယ်ထဲခောက်ဆွဲချောင်းထဲပဲပြားနဲ့အမိုးထဲနောက်ဆုံးပပလီထားတဲ့ငရုတ်သီးစိမ့်တွေထဲပြီးပွက်အောင်တဲလိုက်ရင်တော့ရပါပြီ။ဘိုက်စားနေတဲ့အချိန်ဒီခောက်ဆွဲပြုတ်လေးသာစားလိုက်ရရင်စားကောင်းလို့ထားတော်အော်ပါလိမ့်မယ်။ ဘသူကများမနက်စာအတွက်ဒီလိုအရန်စားလို့ကောင်းတဲ့လက်ဖက်ကျုပ်ပြုတ်ကိုညှင်းဆိုနိုင်ပါလေအိမ်မှာတစ်ခါလှုပ်စားတိုင်းတအိုးလောက်လှုပ်ဖြစ်ပါတယ်တကယ်အရန်စားလို့ကောင်းပါတယ်ကျုပ်ကိုရေထည်ပြီး10မိနစ်ပြုံးမယ်ပြီးတဲ့အခါစိုးနဲ့အလောင်းပပလဲခောက်ပေးလိုက်လက်ဖက်ချောက်တဲ့ကျင်းကျက်တော်မိတ်နနက်ပွင့်တကြဘိုးကောက်ကရဝေရွယ်ငရုတ်တီချောက်တဲ့ရေတင်တင်ထက်အရာသာအတွက်စားတကြဘဲငက်ပြာကြီးအကြီးဘဲငက်ပြာကြီးအနောက်ထဲမွေပြီးမြေအေးနဲ့မိနစ်20တည်ပြီးရင်တော့ရှားပါပြီတညစင်ပြီးစားရင်ပိုပြီးစားလို့ကောင်းပါတယ် ီနီလေးကဆိုင်တွေကဝယ်စားတာထပ်ပို့ပြီးတော့အရသာရှိပါတယ်။လူတော်တော်များများကအိမ်မှာကျက်တုံမိတ်ကြောတဲ့အခါဦးရဲကိုဒီတိုင်းပဲထဲကြောကြတယ်။အဲ့တော့စားလိုက်ရင်ပျော့ပျော့ကြီးနဲ့အရသာလည်းမကောင်းဘူး။ဒီနေ့ကြော်နီအမှန်ကိုတင်ပေးပါမယ်။အရင်ဆုံးအနေတော်လေးတွေပိုင်းစားထည့်နေပြီးတော့7မိနစ်နှတ်ထားပါ။ဒီတဲ့အခါရေထည့်ပြီးတေချာပြောင်းအောင်စီမယ်။ဒါကကျက်တုံမိတ်ကိုစတောက်တောက်ဖြစ်စေတဲ့အဓိကချက်ပါ။စီပူလာတဲ့အခါအရင်ဆုံးအစီကိုထဲကြောမယ်။ဒီတဲ့အခါအသားထည့်ပြီးတော့အယောင်ပြောင်းတဲ့အထိကြောပါ။ ဂျင်းနဲ့ငရုတ်သီးထဲပင်ငက်ပြားရဲ့အနောက်တင်တင်ထဲပြီးအယောင်လေးတက်လာတဲ့အထိကြော်ပါပြီးတဲ့အခါချက်တော်မိတ်ထဲအရာသာအတွက်ပင်ငက်ပြားရဲ့ကြီးနဲ့ချက်သားမုတ်ထဲပါမိပြပြနဲ့ချက်တဲအထိမှွေကြော်ပြီးရင်တော့စားလို့ရပါပြီအိမ်မှာချက်စားကြည့်ကြပါနော်